ကဲဒီနေ့အတိအစိတ်လ ీల မှုအထက်ကျွန်တော်တို့ရရှိထားတာကတော့စာရင်းကိုင်ပညာရဲ့အခြေခံမှုတွေအကြောင်းရေးထားတဲ့စာအုပ်ခန်းတစ်ခန်းပါဟုတ်ကဲ့ခေါင်းစဉ်ကိုကြားလိုက်တာနေလို့နည်းနည်း၆ကက်ကတ်နိုင်တယ်လို့ထင်စရာရှိမယ်လေဟွန်းဒီနေ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကဒီအကြောင်းအရာတွေကနေအတွုံးဝင်ဆုံးအန်အောစရာအကောင်းဆုံးအတိပညာတွေကိုထုတ်နှုတ်ပြီးတော့ဘာကြောင့်စာရင်းကိုင်မဟုတ်တဲ့တာမလူတွေအတွက်ဒီပညာရက်ကတကယ်တမ်းအရေးကြီးနေတယ်လဲဆိုတာကိုလေ့လာတော့ဖို့ပါပဲဒီအကြောင်းကိုရှင်းပြဖို့လေကျွန်တော်တို့လူမှုဝန်ထမ်းတယောက်ဖြစ်တဲ့ Jennifer ရဲ့ဇလန်းလေးနဲ့စကြည့်ရင် ကောင်းမယ်ထင်တယ်။အော်ဟုတ်ကဲ့စိတ်ဝင်စားစရာပဲ။ ဂျင်နီဖာကသူ့လျော်ဟောင်လူတွေကိုကူညီဖို့တသက်ပဲလို့မြဲတွေးထားခဲ့တာ။ဒါမဲ့ဒီနေ့မှာသူ့ရဲ့ကြိုးမျက်မိယူတဲ့အဖွဲ့အစည်းအတွက်ဘယ်စီမန်ကင်းကိုရမုံွယ်ဆက်ပေးမလဲ။ဘယ်ဟာကိုရက်လိုက်မလဲဆိုတော့ဆုံးဖြတ်ရတော့မယ်အချိန်တွေကိုရောက်လာတော့။อืมအဲ့ဒီခါကျမှဘတ်ဂျက်တွေ၊ကုန်ကြစရိတ်တွေ၊ဒီငွေကြေးအစီရင်ခံစားတွေက သူ့ဆုံးဖြတ်ချက်ရဲ့အထူးကတော်ချက်တင်နေတာကိုသူသဘောပေါက်သွားတယ်။ဆိုတော့စရိန်အန်ကင်းကနန်တွေကလူရီယာဘဝကိုတိုက်ရိုက်ထိခိုက်နေတယ်ဆိုတာ သူ့ကိုယ်တိုင်ဂျုံလိုက်ရတာပေါ့ဟောတာဂက်တကယ်ကိုစဉ်းစားစရာပဲเนาะကျမတို့ကအစည်းအဝေးခင်ရဆိုတာအခွန်ဆောင်ဖို့လို့ပဲထင်ထားတာဒီတော့အယမ်းမင်မပြောထားသလိုပဲဒါဟာစီးပွားရေးလောကရဲ့ဘာသာစကားဆိုတော့တဲ့ပိုကျက်ပြန်တဲ့ပြဖို့ရှိနေတယ်ပေါ့အတိကျပဲအဲ့ဒီဘာသာစကားဆိုတဲ့တင်းစားချက်ကတိတ်ကောင်းလဲဒါပေမဲ့ကျွန်တော်ကတော့ဆုံးဖြတ်ချက်ချခြင်းရဲ့ဘာသာစကားလို့ပြောခြင်းတယ်ဆုံးဖြတ်ချက်ချခြင်းရဲ့ဘာသာစကားဟုတ်တယ် ဘာလဲဆိုတော့ဒါကငွေရေးကြီးရေးအချက်လက်တွေကိုစုစည်းခွဲခြားစိတ်ဖျားပြီးဆုံးဖြတ်ချက်ချနိုင်အောင်ဆက်သွယ်ပေးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်နေလို့ပဲနေ့စဉ်ဘဝနဲ့ဥမာပေးလို့ရမလားရတာပေါ့ဥပမာကားတက်တစီဝယ်မလားငါစီမလားဆိုတာဆုံးဖြတ်တာမျိုးပေါ့ဟုတ်ကဲ့ကနဦးပေးရမယ်ငွေလက်စင်အကြပြဖြင့်ထိန်ထိန်စိတ်တွေရှိမယ်မှန်ပါတယ်ငါစီရင်တော့လက်စင်ကြီးတစ်ခုပဲရှိမယ်ဒီအချက်အလက်တွေကို နိုင်ရှင်ဒီ ကိုနဲ့အကန့်ညီဆုံးဆုံးဖြတ်ချက်ကိုချရတာဟာစည်ရင်ကွန်ပညာရဲ့အခြေခံသဘောတရားပါပဲဒါဆိုစည်ရင်ကွန်ပညာဆိုတာကနန်းနေနဲ့ဆာရွက်ဆာတန်းနေကြမှာခေါင်းရှုံနေတာထက်ပိုပြီးတော့လက်တွေ့ကြတဲ့ဆုံးဖြတ်ချက်ချခြင်းနဲ့သက်ဆိုင်နေတာပေါ့ဟုတ်ပါတယ်ဒါရင်မြအရင်ရက်ထက်မှာဗန္ဒာရဲ့အချက်အလက်တွေအပြင်ဗန္ဒာရဲ့မဟုတ်တဲ့အချက်အလက်တွေကိုပါထည့်သွင်းစဉ်းစားရမယ်လို့ဆိုထားတယ်။အဲ့ဒါကဘယ်လိုမျိုးလဲရှင်။အဲ့ဒါကဒီပညာရက်ကိုပိုပြီးစိတ်ဝင်စားစရာကောင်းသွားစေတဲ့အချက်ပဲ။ ဇေယုံမန်နေဂျာတယောက်ကိုစဉ်းစားကြည့်လေ။သူကလက်မှတ်ရောင်းအဘယ်လောက်ရှိလဲ။ဒါဘဏ္ဍာရေးအချက်လက်ပေါ့။ဟုတ်ကဲ့။အဲ့ဒါကိုကြည့်ုံနဲ့မပြီးဘူး။ဘာကြောင့်ဒီလာမှလက်မှတ်ရောင်းအကျသွားတာလဲဆိုတာကိုတီဖို့။အော်အကြောင်းရင်းကိုရှားရမှာပေါ့။ဟုတ်တယ်။ယာဒီဥဒုကအေးလို့နေလို့လား။ညိုထဲမှာထခြားပြိုင်ဖက်ပွဲလောင်းတပင်ကြီးတွေရှိနေလို့လား။ဒါမှမဟုတ်ငါတို့ရဲ့ဈေးကွက်မြင့်တင်ရဲ့နီးပြူကာကအားနည်းနေလို့လား။ဆိုတော့ ဘာနိုင်မှုတဲ့အချက်လက်တွေတော့ပါထဲ့သွင်းသုံးထက်ရတယ်အချက်လက်အလုံးကိုပေါင်းပြီးတော့မှနောက်တစ်ခါဘာလုပ်မလဲဆိုရယ်ဆုံးဖြတ်ချက်ကိုချလို့ရမှာပေါ့နော်မတိကြပဲဒီလိုဘန္ဒယင်းနဲ့ဘန္ဒယင်းမဟုတ်တဲ့အချက်လက်မျိုးစုံကိုစီမံခန့်ခွဲရတာရှုပ်ထွေးနေလောက်တယ်အရင်မြင်မှာတော့အဓိကအမျိုးအစားနှစ်ခုရှိတယ်လို့ဖော်ပြထားတယ်နော်ဟုတ်ပါတယ်အဲ့နှစ်ခုကိုနားလည်လိုက်ရင်စည်ရင်ကင်ပညာရဲ့အယုတ်ပုံအကြီးကြီးကိုခြုံငုံမိသွားပါလိမ့်မယ်။တစ်ခုကဗာနေစည်ရင်ကင်ပညာ financial accounting ပေါ့ financial accounting နောက်တစ်ခုကစီမံခန့်ခွဲရေးအစဉ်ကံပညာ managerial accounting ပါဘာနဲ့အစဉ်ကံပညာဆိုတာကကုမ္ပဏီရဲ့အတိတ်ကစွမ်းဆောင်ရည်တွေကိုအပြင်ကလူတွေသိအောင်ပြတဲ့တရားဝင်စီရင်ခံက report card နဲ့တူတယ်အစီရင်ခံစာက report card ဟုတ်တယ်ယင်းနှိမ့်မြုံနံတူတွေဘာနေအစိုးရအဖွဲ့အစည်းလိုလိုပြင်ပအဖွဲ့အစည်းတွေအတွက်ရည်ရွယ်တယ် အစီရင်ခံစားကတ်ဆိုရောအစင်ကောင်းကောင်းရောက်ဖို့အရေးကြီးတယ်လို့အရေးကြီးတာပေါ့ဒါကြောင့်လည်းရေဖြီအဖြစ်လက်ခံထားတဲ့စီရင်ကင်စီမြင်များ generally accepted accounting principles အတူကောက် GAAP ဆိုတာရှိနေတာ GAAP ဟုတ်တယ် GAAP ဆိုတာဘာနဲ့တူတယ်လဲဆိုတော့ဘာသာစကားတစ်ခုရဲ့တရားစီမင်းတွေလိုပဲဂျပန်ကယင်းနီမျိုးနန်ဒူယောက်က American company တစ်ခုရဲ့ဘဏ္ဍာရေးအစီရင်ခံစာကိုဖတ်တဲ့အခါတရားစီမင်းတူနေတဲ့အတွက် ပနာရဲ့ဇလန့်ကိုအတိပဲလွဲမမှုမရှိပဲတိတိကျကျနားလည်နေသွားတာပေါ့။အော်ရှင်းသွားပြီ။ဒါဆိုစီမံခန့်ခွဲရေးစရင်ကြိုင်ပညာကကြတော့အစီရင်ခံစားကတ်မဟုတ်ရင်ဘာနဲ့တူမလဲ။စာမဲခွဲအောက်ဖို့လေ့လာရတာလမ်းညွန်စာကို study guide လို့မလား။ဟာသိကောင်းတဲ့နိုင်ရှင်မှုပဲအတိအကျပဲ။ဟုတ်လား။စီမံခန့်ခွဲရေးစရင်ကြိုင်ပညာကအနာဂတ်အတွက်ဆုံးဖြတ်ချက်တွေချဖို့အတွက်အတွင်းပိုင်း manager တွေအတွက်ပဲတည်တံ့တုံးလား။ဒါကြောင့် GAA ဖီလွတ် င်းချက်တဲ့စီးမြင်းတွေလိုက်နာစရာမလိုဘူးပိုပြီးပြောင်းလဲပြင်လွယ်ရှိတယ်ဥပမာဥပမာကားစယုံတယုံကနောက်လာမှကုန်ကြမ်းအလေလွင်းဘလို့ရှော့ချမလဲစပစ်စီအတိဝဲဖို့ရင်းနှမြုပ်တန်းတင်လာဆိုတာမျိုးတွေဆုံးခဲ့ဖို့ဒီအချက်လက်တွေကိုသုံးတယ်ဒါကကုမ္ပဏီရဲ့ကံကြမ်းကိုနင်းစင်တဲ့အမြပုံဖော်နေတဲ့အတွင်းရေးကိစ္စတွေပေါ့ခဏလေးနော်စီမံခန့်ခွဲစည်းရင်းမှာတင်းကျပ်တဲ့စီးမြင်းတွေမရှိဘူးဆိုရင်ဌာနတစ်ခုကမန်နေဂျာက သူထာနာဒူရီဖစ်အောင်ကနန်းလေးကိုလိုဒလိုပြင်ဆင်တာမျိုးလေးလုပ်လို့မရဘူးလားဒါကအရန်ကောင်းတယ်မေးခွန်းပဲသီအိုရီအရတော့ဖြစ်နိုင်တယ်ဒါပေမဲ့ရေရှည်မှာတော့အဖွဲစီတစ်ခုလုံးကိုထိခိုက်စေမှာပဲမာရင်တဲ့အချက်လက်တွေပေါ်အခြေခံပြီးစွန့်ပြတ်ချက်မာရီချမိနိုင်တယ်ဒါကြောင့်ကုမ္ပဏီအများစုမှာအတွင်းပိုင်းထိတ်ချုပ်မှုတွေကျင်းဝစ်ဆန်ရဆန်နှုန်းတွေရှိကြတယ်อืมอืม Unify ရဲ့ဥပဒေအရအရင်ကြည့်ရအောင်သူ့ရဲ့ဘန်ဒါရေးစင်ကိုင်ပညာက အလူရှင်တွေကို သူတို့ရဲ့ငွေတွေကိုဘယ်လိုတုံးဆွဲခဲ့တယ်ဆိုတာပြတယ်အစီရင်ခံစားခက်ဖြစ်ပြီးစီမံခန့်ခွဲရေးစင်ကင်ပညာကတော့ကလေးတွေအထက်စာသင်ခန်းအသစ်တစ်ခုဆောက်မလားဒါမှမဟုတ်ရှိပြီးသားကျန်းမာရေးကလင်နီကိုတိုးချင်မလားဆိုတာဆုံးဖြတ်ပေးတဲ့လမ်းညွန်ဖြေသွားတာပေါ့မှန်ပါတယ်အဲ့ဒီလိုပါပဲဩဒီလိုရှင်းပြတော့ရှင်းသွားပြီဒီတော့ဒီအစီရင်ခံစားခက်ကိုစိတ်ဝင်စားတဲ့သူတွေနဲ့လမ်းညွန်စာအုပ်ကိုအသုံးဖျားတဲ့သူတွေဆိုပြီးလူအုပ်စုတစ်ခု꿰သွားတာပေါ့ဒီလူတွေကိုအရင်မြစ်ထဲမှာ stakeholders လို့ခေါ်ထားတယ် အကျိုးသက်ဆိုင်သူများဟုတ်သူတို့ကဘသူတွေလဲဟုတ်ပါတယ်အကျိုးသက်ဆိုင်သူတွေကအများကြီးပဲပထမဆုံးကတော့ကုမ္ပဏီမှာ share ဝင်ခားတဲ့သူတွေ stakeholders ပေါ့ဟုတ်ကဲ့သူတို့ကသူတို့ရဲ့ယင်းနှမြုံနှံမှုအကျိုးအမြတ်ရှိရလားဆိုတာသိချင်တယ်။နောက်ပြီးကုမ္ပဏီကိုငွေချေထားတဲ့ပန်တွေမိချင်းတွေ creditors ကလည်းသူတို့ချေထားတဲ့ငွေကို ပြန်ရနိုင်မလားဆိုတာသိကြချင်တယ်။အစိုးရဖွဲ့စည်းတွေကတော့အခွန်မမှန်ကန်ကန်ဆောင်ရွက်လားဆိုတာစစ်ဆေးဖို့တုံတယ် ါတွေကတော့မန်းလို့ရတဲ့အုပ်စုတွေပေါ့မထင်မှတ်ထားတဲ့သူတွေတော့မရှိဘူးလားရှိတာပေါ့ဥမာ fault တွေ customers တွေပေါ့ fault တွေကဘလို့စိတ်ဝင်စားတာလဲကိုယ်ဝင်လိုက်တဲ့ကားတစ်စီးအတွက်အမခန့်ငားနဲ့ပေးထားတယ်ဆိုပါစို့အဲ့ဒီ company ကတော့ငားနိုင်တီဆက်ပြီးတည်ရှိနေမှာလားဆိုတာ fault တွေတွေအရေးကြီးတယ်လေအော်ဟုတ်တာပေါ့နောက်ကကောင်ကတော့ဝန်ထမ်းတွေ employees ပဲသူတို့က company ရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီးကိုယ်အလုပ်ဒီမဲပါမလားဒီနေ့လစာတူ bonus ရနိုင်ပါမလားဆိုတာကိုစိတ်ဝင်စားကြတယ် သူတို့ကတော့နှမျိုးလုံးကိုစိတ်ဝင်စားမှာတေချာပဲဒီလိုဆိုတော့စာရင်းဝိုင်ပညာဆိုတာကဏန်းပေါင်းဆက်နှစ်စားပွဲမှာထိုင်ပြီးစာရေးရေးနေတဲ့ကဏန်းထွက်သမားပုံစံခွက်ထဲကနေလုံးဝကိုခွဲထွက်သွားပြီပဲဒါကလူမျိုးမျိုးရဲ့မိဂုအမျိုးမျိုးကိုဖြေပေးနေရတဲ့ပြဿနာဖြေရှင်းရေးသမားတွေနဲ့ပိုးတူလာပြီဟုတ်ပါတယ်ဒီအရေးချက်နဲ့ဘီလိုအသက်မွေးဝမ်းကြောင်းလမ်းကြောင်းတွေရှိနိုင်နေလဲဆိုတာအရေးအမြစ်ထဲမှာဖော်ပြထားတာတော်တော်စိတ်ဝင်စားစရာကောင်းတယ်လူတွေထင်ခါရတဲ့အညာကြီးပို့ပြီးကြွေပြပါတယ်ပုံမှန်အဖန်တိကြတာကတော့စာရင်းစစ်ခြင်း auditing ပေါ့ ဆိုင်းယင်းစစ်ဟုတ်တယ်သူတို့ကဘန်တာရဲ့အစီရင်ခံစားတွေဟာတရာစည်းမြင့် JAEP နဲ့ညီရဲလာဆိုလာစစ်ဆေးပေးတဲ့ဆုံးထောက်တွေနဲ့တူတယ်နောက်တစ်ခုကအခွင့်ဆိုင်ရာ taxation ဒါကအခွင့်ဆောင်တာတက်တက်မဟုတ်ဘူးကုမ္ပဏီတစ်ခုအတွက်အခွင့်တာဝန်ကိုတရားဝင်နီလန်းတွေနဲ့အ ਨੇ ဆုံးထိအောင်ဘယ်လိုမဟာဗျူဟာကြာကြာစီစဉ်မလဲဆိုတာမျိုးတွေလုပ်ရတယ်ဟုတ်ကဲ့စီးရင်ကန်လောကမှာနောက်ပြုံးကြတဲ့စကားတစ်ခုရှိတယ်လေစီးရင်ကန်ဆိုတာကိုယ်မှာရှိမှန်းမသိတဲ့ပြဿနာကို ကိုနားမလဲတဲ့နီးနဲ့လာဖြေရှင်းပေးတဲ့သူတဲ့ဟာဟာမုခင်စင်းကိုင် forensic accounting ဆရာကလေနမေကိုကရုပ်ရှင်တွေကလိုပဲ FBI agent တွေလိုစင်းရင်အချက်လက်တွေကနေလိမ်လည်မှုတွေကိုလိုက်ရှာရတာမျိုးလားဟမ်ဆိုပါတယ်အဲ့ဒီလိုပဲသူတို့ကငွေကြေးဆိုင်ရာယာဇဝေးမှုတွေကိုစုံစမ်းစစ်ဆေးတဲ့သူတွေအရင်မျက်ရှိတွေက El Capo, El Capone ဇလန်ကိုနည်းနည်းတော့အသေးစိတ်ပြောပြပေးပါလား El Capone က တထောက်ကိုပဲထုံးစီဖြစ်နေတဲ့တုန်းကချီကာဂိုမှာနာမည်အကြီးဆုံးလူဆိုးကိုင်းခေါင်းဆောင်ပဲလူတက်မှုမောင်ကိုလုံကန်းတွေအများကြီးလုပ်ခဲ့ပေမဲ့သူ့ကိုတက်တဲ့မခိုင်လုံးလို့ဘရော့မအရေးယူလို့မရဟဲ့ရော။အင်းအဲ့ဒီမှာ FBI ကသူ့ရဲ့ဝင်ငွေစည်းကြမ်းတွေကိုခြေရာခန့်လိုက်တယ်။သူ့တုံးဖြုံးနေတဲ့ငွေတွေနဲ့သူ့ပေးဆောင်တဲ့အခွန်းနဲ့ဘလုံးမမကိုက်ညီဘူးဆိုတော့ကိုစည်ရင်အင်းလန်နီလန်းနေနဲ့တက်တဲ့ပြပင် နောက်ဆုံးမှာတော့သူ့ကိုလူတက်မှုနဲ့မဟုတ်ပဲ အခွန်ရှောင်တိမ်မှုနဲ့ထောင်းတန်းဆက်တင်ကခြာနိုင်ခဲ့တယ်။ဝိုးဒါကစည်ရင်စရာတွေကတနက်ထက်ပိုပြင်းထန်လိုက်တယ်ဆိုတော့ပြလိုက်တာပဲ။မကြသေးခင်ကဘာနီမီဒော့ဖ်ရဲ့ ဒေါ်လာဘီလီယံမုံမြတ်စွာတန်တဲ့လင်းလယ်မှုကြီးကိုဖော်ထုတ်နိုင်ခဲ့တာကလည်းမူခင်းစည်ရင်ကင်ပညာရဲ့စွန့်ပကပါပဲ။နော်တော့တကယ်ကိုအံ့ဩစရာပဲ။ဆိုလိုတာကစည်ရင်ကင်ပညာရည်ကျင်းဆိုတာစည်ရင်ကင်တယောက်ထက်ဖို့အထပ်ပဲမဟုတ်ပဲ။စုံစမ်းစစ်ဆေးရည်မဟာပြူဟာချမှတ်ရည်အတိုင်ပင်ခံလုပ်ငန်းတွေထိတက်ကြွလှရှားတဲ့အတမွေးဝမ်းကြောင်းတွေအများကြီးအတွက်အခြေခံအုတ်မြစ်ဖြစ်နေတာပေါ့။တည်ကြတာပေါ့။တဟား ခွေးချမ်းစေဖြာကြီးစုံစမ်းစစ်ဆေးခြင်းနဲ့မဟာဖြူဟာချမှတ်ခြင်းတွေကိုပေါင်းစပ်ထားတဲ့နေပဲတကူပါဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ရရင်တော့စီးရင်ကင်ပညာဆိုတာအခွန်ဆုံးမှုတသက်ဒါမှမဟုတ်စီးရင်ကင်တွေတော်မှမဟုတ်ဘူးဟုတ်ပါတယ်ဒါဟာကိုရည်ကိုယ်တာကားဝယ်မဲ့ကိစ္စကနေစလို့အကျိုးများမယူတဲ့အဖွဲ့အစည်းတစ်ခုကိုလက်ပတ်တာအထိစွန့်ပြစ်ချက်တွေချမှတ်ဖို့အတွက်အသွင်ဖြူရတဲ့ဘာသာစကားတစ်ခုဖြစ်တယ်ပေါ့ပြီးတော့အဲ့ဒီဘာသာစကားမှာအတိကလေယူလေသိန်းနှမျိုးရှိတယ် တခုကအပြင်လောကကိုတရားဝင်အသိပေးဖို့စီမံစီကနေနဲ့ပြောရတဲ့ဗနာရေးစည်းငံပညာဟုတ်ကဲ့နောက်တစ်ခုကတော့အတွင်းပိုင်းဆုံးဖြတ်ချက်တွေချဖို့ပိုပြီးပေါ်ပေါ်ပါပါနဲ့ပြောင်းလဲပြင်းလဲတုံနိုင်တဲ့စီမံခန့်ခွေရေးစည်းငံပညာဆိုတာကိုလည်းသိခဲ့ရတယ်အဓိကမှတ်တမ်းရမှာကတော့ဒီပါတာစကားကိုနားလည်ခြင်းအဖြစ်အယာမကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်စေကိုအိမ်ထောင်းရဲ့ဘတ်ဂျက်ဖြစ်စေပရဟိတအဖွဲ့စည်းတစ်ခုဖြစ်စေ ဘလို့လက်ပတ်နေတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်မှာဖြစ်ပြီးပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်လာမှာဖြစ်ပါတယ်။ဒီနေရာမှာစဉ်းစားစရာအတွေ့အကြုံထားခဲ့ခြင်းပါတယ်။ဟုတ်ကဲ့ပြောပါရှင်။အရင်အမြစ်ထဲမှာစီးပွားရေးလုပ်ငန်းတွေငွေကြေးရရှိတဲ့နီလန်၃မျိုးကိုဆွေးနွေးထားပါတယ်။အမြစ်အစွန်းနဲ့လုပ်ငန်းလဲပတ်ခြင်း share ရောင်းချခြင်း equity နဲ့ငွေချေးငါခြင်း debt တို့ဖြစ်ပါတယ်။ဒီအချက်ကိုအခြေခံပြီးစဉ်းစားကြည့်အောင်။ကုမ္ပဏီတစ်ခုက သူ့ရဲ့ရန်ပုံငွေကိုဘယ်ကရသလဲဆိုတာကအဲ့ဒီကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ချပုံကိုဘလို့ပုံဖော်ပေးနိုင်မလဲ။အင်းစိတ်ဝင်စားစရာပဲ။ဥမာတိုးတက်မှုကိုအဓိကထားတဲ့ယင်းနီမျိုးနဲ့တူတွေကိုရှယ်ယာရောင်းပြီးရပ်တည်နေတဲ့နီးပညာကုမ္ပဏီတစ်တခုနဲ့တည်ငင်တဲ့ပြန်ဆက်ငွေကိုလိုချင်တဲ့ဘန်နီစကအကျွေးနဲ့ရပ်တည်နေတဲ့ယာစုနှစ်ချီတက်တန်းရှိကုန်ထိုးလုပ်ငန်းကြီးတခုဟာစွန့်စားမှု risk ကိုလက်ခံဖို့ဆုံးဖြတ်ချက်ချပုံတူညီနိုင်မှာမလား။ငွေကြေးရဲ့အရင်အမြင့်က ုမ္ပဏီတစ်ခုရဲ့ရှယ်ရလက္ခဏာကိုဘလောက်အထိလွမ်းမိုးထားနိုင်မလဲ